တော့အမျိုးသမီးတွေကျွန်တော်သတိပြီးခဲ့တယ်။တယောက်နဲ့ဆက်သွားရပါလို့ကျွန်တော်ပြောရင်အကျွန်တော်ပါတယ်ကပြင်းနေကြည့်တယ်။ပါတီရပေးတဲ့ဂရီတယ်ဗါလဲကျွန်တော်ပြင်ချွတ်ပေးပါမယ်အိမ်မှာပြောအမျိုးသမီးကကျွန်တော်သတိပြီးခဲ့တယ်တယောက်နဲ့ဆက်သွားရပါလို့ကျွန်တော်ပြောရင်ကဲသူတို့ပြင်ချွတ်ပေးမယ်တဲ့ဂရီမတည်ရင်သူတို့ပြင်ဝိုင်းပြီးတော့ရိုက်ပါတဲ့ပြင်ချွတ်ပေးရအောင်မင်းကမင်းပုတုမနဲ့ပဇင်ဦးတို့များထင်းနေလို့လားမင်းကမင်းဟောစီဝါတောင်းလို့ပူရည် ကိုကြီးကကြီးမပေါ်နေတာမင်းတကယ်ကြီးဝိုးလုံးနေတာဒီကောင်လေးမကျုံနဲ့တရောဘယင်းတွေရောမင်းသားမင်းသမီးတွေရောအကုန်လုံးထဲ့ပြီးတော့ကနေတာပဲမြောက်ကလာပါမျိုးမှသွားပြီးတော့အာအာကျန်တဲ့ကောင်တွေကလိုက်ကခိုင်းနေပြဿနာပဲဟာ Yola is a အဲ့တော့မသိဘူးပြကျွန်တော်တို့ဒီဗီဒီယိုကြီးနဲ့ဒီသချင်းနားတော်တော်ရီးနေတာပဲပြောမနေနဲ့မျိုးလုံးထဲမှာကိုကောကုန်းကင်းတို့ဒီကောင်တွေပြောစရာစကားလုံးနေရဝါဝါဝါနဲ့တော့တွေ့နေရပဲလွတ်လပ်ခြင်းနဲ့ဂန်းလူညာစေအတွက်ဝါဝါရက်ကလည်းယုံမှာရပ်ပင်လည်းယုံမှာကိုကိုကြီးอ่ะ နိုင်ငံမှာလက်ရှိချိန်မှာမြန်မာနိုင်ငံအုပ်ချုပ်မဲ့ကောင်တွေရဲ့အုံတော့လဲပဲမဲဆွဲနီးပါဗျာကျွန်တော်တို့ပြည်သူတွေမဲပေးတာမပေးတာခဏထားအောင်မဲယုံသွားပြီးတော့လက်မှတ်ထိုးလိုက်ုံနဲ့ကျွန်တော်တို့ကကျွန်တော်တို့တေရင်းကိုကျွန်တော်တို့ကသွားပြီးခွင့်ပြုလိုက်တာပဲကျွန်တော်တို့ကသူတို့လက်ခုပ်တဲ့ရောက်သွားပါပြီဆိုတော့လက်မှတ်တစ်ချက်ကိုကျွန်တော်တို့တွားထိုးလိုက်တာပဲနောက်မှဟလာကျွန်တော်တို့ကဟလာစစ်ကောင်စီရဲ့ဟိုပါတီဖြစ်တဲ့ကြံ့ခံရေးမပေးပြီးတော့ဆိုပြီးတော့တွေးကြရတိုက်တဲ့ပါတီကိုပေးပေးတဲ့ပါတီကိုပေးဒါပေမဲ့သူတို့ပဲအနိုင်ယူသွားမှာဖြစ်တယ်ဒါကကျွန်တော်တို့ 2010တုန်းကလည်းကျွန်တော်တို့တည်ထားပြီးသားပဲဘယ်ရောက်လာမှမသိတဲ့ကြိုတင်မဲနယ်လည်းသူနိုင်တဲ့သလိုနိုင်တဲ့စီးနေလည်းသူနိုင်ကြအောင်ပါပဲပေါ့နော်2000ရှစ်ဖွဲ့စည်းပုံကိုလည်းသူတို့ဒါနာဂိမုံတိုင်းလို့ပြောတဲ့အတိုင်းသူတို့ရောက်ချင်တဲ့အတိုင်းရောက်ခဲ့တယ်လို့အခုရုပ်ောက်ပွဲကိုလည်းသူတို့ပဲအာနာကိုရောက်အောင်ယူပြီးတော့စစ်အာနာရှင်စနစ်အောက်မှာပဲကျွန်တော်တို့ပြည်သူတွေကိုသူတို့တွွင်းပုတ်တယ်လောက်တာဖြစ်တယ်အဲ့တော့ကိုယ်တေရင်းကိုကိုတူးချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီရုပ်ောက်ပွဲတွေကိုတွားပြီးတော့မဲပေးတယ်လို့ဖြစ်ပါလိမ့်မယ်လေ ဒေါ်လာမျိုးတွေအားလုံးပဲသဘောဝဘေးနဲ့မိပြီးတာမှအများဆုံးကြီးဝင်ကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြေရဘော်လင်း channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေဗီဒီယိုတွေရှင်မှတ်သားပေးကမှာတော့ယနေ့ဒီဇင်ဘာလ1ရက်နေ့ရက်နင်းလာနေမှာတပိုင်းတင်အောင်ဆွေးနွေးရှိသတင်းချို့ကိုရှင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့အတွက်ဒေါ်လာမျိုးအားလုံးပဲအဆုံးနှိရှိဖို့ဒီနေ့မှာထပ်မံတောင်းဆိုလိုက်ပါရစေဒီကတော့လာတလာစာဖြစ်ပါတယ်အားလုံးပဲ sweet design ပါလို့ဒီနေ့ကနေပြီးတော့ဒီမောင်တောင်းရင်လည်းပဲဒီမှာစာပြီးလုံရင်ဆန္ဒတွေကလုံးပြေဝါကြပါစေလို့ထပ်မံတောင်းဆိုလိုက်ပါရစေနောက်ဆုံးအနေနဲ့ကတော့ဒီနေ့ဟာစကောင်းဆောင်တွေကတကောင်းတွေကိုကြိုးစီးပွားအတွက် နိုင်ငံတော်အာဏာကိုအတင်းတမမတရားပြင်သိမ့်ပိုက်ထားသည်မှာအောင်965ရဲ့တိတိလေးပြည်နေဖြစ်ပါတယ်။မနိုင်ငံတော်ကတရားတာတွင်စစ်ကောင်စီကစစ်ကွေးတည်ဆုံမှုဆင်းမှာတော့ဘိုင်းတိုင်းရွှေဘုံမြို့နယ်မှာအကောင်၂၀အကွေးတိုင်းရင်းကြံမြို့နယ်မှာ၅ကောင်အကွေးတိုင်းရေစကြိုမြို့နယ်မှာ၄ကောင်နဲ့ရှမ်းပြည်နယ်ရွာငံမြို့နယ်မှာ၂ကောင်တိတိတည်ဆုံကြောင်နဲ့သိရှိရပါတယ်။ပြောင်းဆုံးတဲ့ပုံအနေနဲ့ကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာဤသူစစ်ကောင်တောင်တိတာရွတ်မုံဖွဲကနေပြစောထီရေလိုက်ပါလာတဲ့ကားကိုဗျက်တက်ခိုင်မှာတော့ငါးဦးပွဲချင်းပြီးတည်ဆုံပြီးတနက်၃နာရီခင်းရည်တင်စီရရှိကြောင် အခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖဒင်းပြန်ကြိုက်ဖို့ထုတ်ပြန်ထားတွေ့ရှိရပါတယ်နောက်ထပ်သတင်းပုံအနေနဲ့ကတော့ဒေါ်နန်းစုသစင်အောင်ပေါ်စုဆိုပြီးတော့သူ့ကိုယ်သူအမေစုနဲ့များမှားပြီးပြည်သူများမရဲထဲမလားဆိုပြီးတော့စုဆိုပြီးနာမည်တွေပေးနေတဲ့သူကတော့အလုံးစိတ်တိုင်းပဲပူချမ်းပဲဖြစ်ပါတယ်ပူချမ်းကလက်ရှိမှာလိုင်းသားရနောက်ပိုင်းမြို့နယ်ကိုလုံးဝကိုမှပဲတောင်းဝင်ယူပြီးတော့ပုံမှန်ကြည့်တော့လုံမယ်ဆိုပြီးတော့ပြောပြတဲ့ချိန်ကစပြီးတော့မဲဆွယ်မှုတွေမှာလည်းကိုတိုင်ကိုကြတီတဲ့ဝင်ပြီးတော့ဈေးတွေပါဝင်ရောက်ပေးနေတယ်လို့အခုဆိုရင်အိမ်တော်ငှားပြီးတော့အိတ်တရက်ကလုံးမှနေပြီးခလေးနဲ့ပါ ်ပူးပေါင်းပြီးတော့စော်ကစားပေးနေပြီးတော့တကယ်မှပဲမြစ်တာရှင်မာကြီးဖြစ်နေသူ့ကိုမဲပြောင်စီုံနေတာတွေ့ရှိရပါတယ်။ဒါကိုကြည်ချင်းအဖြစ်စန္ဒာမင်းတို့ကိုတော့တကွက်ပြလိုက်ပြီ။စန္ဒာမင်းတို့ဆိုရင်တော့ဒီလိုမျိုးလှုပ်ဖို့တော့ရက်ွက်တွေရောက်အောင်တွားပြီးတော့လှုပ်ခဲ့ပြီမယ်လေ။အခုလိုမျိုးသူ့တဲ့ပူပြီးတော့ရက်ွက်ထဲဝင်ဈေးတွေရောက်အိမ်ပါငှားပြီးနေပြီးတော့မဲဆွဲတဲ့သူကိုတော့ဒါပထမဆုံးမြန်မာနိုင်ငံမှာပေပူးတာဆိုပြီးတော့ဝေဖန်မှုတွေရှိနေတာတွေ့နေရပါတယ်။အာအကြီးအကျယ်ကြီးရေးကြတယ်ဗောနော်ဆိုတော့ကျွန်တော်ကလည်းဟိုဟိုပြီးတော့ရေးလိုက်မိတယ်ဗောဗျာနော်တို့တို့ချို့ရေးတာဗောရုံလေးသူဖိတော့တင်ထားရယ် တင်ထားတာယုံလေးဖွင့်ဆောင်တင်ထားတာကမုန်းတဲ့သူတွေတိုက်ခိုက်တဲ့သူတွေရှိနေနိုင်ပါတယ်တဲ့အမှုပြလောကနေအနာယူဖို့များပါပြီတဲ့အခုတင်တဲ့မြို့ရတဲ့လမ်းမှာဆိုရဲဇက်ကားအအများကြီးစူးစမ်းထားပါတယ်တဲ့3 6တောင်ကျော်ကုန်ပါတယ်တဲ့ပြင်ဆင်ရိုက်ပြင်ဆင်လိုက်ရိုက်ပြင်ဆင်ရိုက်ကူးချိန်အချိန်တစ်နှစ်ခွဲကြာပါတယ်တဲ့ဒီနေ့စပြီးယုံတင်ပါတယ်တဲ့ကြည့်ပြကြည့်ပြတဲ့သူတွေက quality ကိုသိကြပါတယ်တဲ့ဒီနေ့တင်တဲ့လုံးမှာဝင်ငွေအနည်းဆုံးဇက်ကားအဖြစ်စံချိန်ဝင်တော့ပါပြီတဲ့ယုံမှာလူတယောက်မှမရှိလို့ ပိတ်ရပါတယ်နံပါတ်1အချက်ကဘေးမှာအကြံပေးမဲ့လူကောင်းအကြံပေးမဲ့လူကောင်းဝိုင်းလို့ပေးမဲ့မိသားစုစိတ်ရှိတဲ့လူကောင်းမရှိဘူးတဲ့အမှုပညာရှင်တချို့ပါတဲ့အဲ့စကားတွေအများကြီးမေးချင်ဘူးတဲ့အကူကြီးအကူအကူကြီးတောင်းတာဘွားပြမဲ့အကူကြီးတွေဝင်ကူပေးလိုက်ရင်းပေးလိုက်ရတာတဲ့တယောက်တည်းမဟုတ်ဘူးတဲ့လူကောင်းရာကြော်တယ်တဲ့ အကောင့်အတူကနေ comment တခုအဆက်ခံအောင်တော့တို့အဆက်မခံချင်ကြဘူးတဲ့။ယုံလေးနဲ့ပတ်သက်ပါဘူးကဲပါတယ်ပေါ့။ထားပါတော့တဲ့ဝင်းရပေးခဲ့တဲ့တယောက်ချင်းစီယူတိုင်းကိုအမှတ်တရရှိနေမှာပါတဲ့။တသက်လုံးမသိမချင်းအမှုပြန်လုပ်ချင်ကြတာတဲ့။အဲ့ဒီရွေးချယ်ကမြင်မပြည့်စုံသွားမယ်လို့မထင်ခဲ့ဘူးဆိုပြီးယုံလေးကသူ့ဖိတ်ကမှသူရေးထားတယ်။အဲ့တော့ပြောချင်တာကသူကသူ့ရှင်ကတိန်း6တော်ကျော်ကိုခံပြီးရိုက်ခဲ့ပါတယ်ပေါ့ဗျာ။ယုံလေးကတော့ရိုက်ခဲ့တယ်။တနစ်ခွဲချင်ပြီးရိုက်ခဲ့တယ်။ရိုက်ခဲ့ပေမဲ့အဲ့ဒီရွေးချယ်ကက အခုဒုံတင်တဲ့ခါမှာလူတက်မှမကြည့်ဘူးမကြည့်တော့သူစိတ်ညစ်သွားတယ်စိတ်မကောင်းဖြစ်သွားတယ်အဲ့လိုပဲသူယုံတင်တဲ့ရက်မှာပေါ့ဗျာပရက်ရှိုးတွေပေါ့ဗျာလူယုံတင်တဲ့ခါမှာပေးသက်တင်တဲ့ချာမှာထိထိဘူးကိစ္စတွေကြားရကြတော့တဲ့ဒီရုပ်ရှင်ကားတွေမှာပါလာတဲ့သေယုတ်ဆောင်တွေတော်တချို့တွေက လာမတက်ပြီပွဲလာမတက်ပြီဘို့လေမတက်ပြီတော့ခဏထားအောင်ပေါ့နော်အဲ့ဒီပုံကိုအလူရချင်းတယောက်ကအောက်မှာကွန်မန့်လေးသူသွားကြီးတာပေါ့နော်ကွန်မန့်လေးသွားကြီးတာတောင်းနဲ့ကွန်မန့်လေးသွားကြီးတာတော့မှပဲအဲ့ကွန်မန့်ကြီးတဲ့ပို့စုအဲ့ကောင်ဖြတ်ပြစ်ပါတယ်တဲ့ဖြတ်ပြစ်ပြီးတော့တဲ့ဖြတ်ပြစ်ပြီးတော့ तू နဲ့မပတ်သက်သလိုမျိုးမပတ်သက်ခဲ့သလိုမျိုးလုပ်ပြစ်တယ်တဲ့ तू ဘု து ပြောလဲဆိုတော့ကျွန်တော်ကြည့်လိုက်တော့တိုင်ရုံဖြစ်နေတယ်တိုင်ရုံကိုပြောတာ ဒီစကားရဲ့ဟိုလူသိများဆုံးကပုံကွာတိုင်တော့ဟိုကတော့တိုင်တော့ပြောတာတိုင်တော့အောက်မှာသူ comment တွားကြီးတယ်ပေါ့ဗျာဒါဟုတ်သူပြောချင်တာဒါပေမဲ့ကျွန်တော်တို့က तू ကတော့မကြည့်ထားဘူးကျွန်တော်တို့တိတယ်အဲ့ဒါဆိုဘာဆိုကျွန်တော်ကတိပြီးသွားပြီမြင်ပြီးသွားပြီမို့လို့အော်တိုင်တော့အောက်မှာသူ comment တွားကြီးတာဘောလုံးပွဲကိစ္စလေးပါတွားကြီးတာဟိုတိုင်တော့က သူ့အမယုံလေးက comment ပေးလိုက်ပြီးတော့အဲ့ဒီ post ကိုသူကဖျက်ပလိုက်တယ်ဖျက်ပလိုက်ပြီးတော့ယုံလေးရဲ့သူနဲ့မပတ်သက်သလိုမျိုးတိုင်တော့လှုပ်တယ်ပေါ့ဗျာအဲ့အဲ့ဒါကိုသူပြောတာအဲ့တော့သူ့ပြညာရှင်အချို့ကဒီရုပ်ရှင်ကားထဲမှာပါတဲ့တချို့လူပြညာရှင်တွေကယုံလေးရဲ့ယုံတင်ပို့ယုံတင်တဲ့အချိန်မှာလာပြီးမပူပေါင်းပေးကြဘူးမကူညီပေးကြဘူးအဲ့တော့ယုံလေးကအဲ့ဒါကိုစိတ်မကောင်းဖြစ်တယ်ပေါ့ဖြစ်ပြီးတော့ဖြစ်တဲ့အပြင်ရုပ်ရှင်ယုံကားမှာလူတယောက်မှလာမကြည့်ဘူးပေါ့ဗျာမကြည့်တဲ့အတွက်သူရုပ်ရှင်လောကကနားရပါတော့မယ်ဆိုပြောတယ်အဲ့လိုလည်းပြောလည်းပြောခစ်တက်မီဒီယာတို့ခစ်တက်တို့မစ်စီမာတို့ဘာလဲဖြစ်မြပြပြအချမ်းပဲအုပ်စုမီဒီယာအကုန်လုံးက ထပြီးတော့အားရပါရရေးတာဝမ်းသာသွားပြီးရေးကြတာပေါ့ဗျာယုံလေးအဲ့လိုတိရိုက်တာဝမ်းသာသွားပြီးရေးကြတာပေါ့စစ်တပ်ဘက်တော်သားအစိုးရယုံအစိုးရယုံလေးရဲ့တိန်း6000ကျော်ကုန်ကြခံရိုက်ကူးထားတော့မြို့ပြတွေရဲ့လက်မရုပ်ရှင်ကြည့်ရှုသူတဦးမှမရှိဒါအဲ့လိုရေးတာခေါင်းစဉ်ပြူးနေအောင်ရေးတာရေးပြီးတော့အဲ့လိုရေးပြီးတော့ဒါတပုတ်နောက်တစ်ပုတ်ကျတော့မြို့မှရုပ်ရှင်လောက၌တဲ့ပထမဆုံးလူတစ်ယောက်မှမကြည့်တဲ့ရုပ်ရှင်အဖြစ်ယုံလေးရိုက်တဲ့မြို့ပြတွေရဲ့လက်မရုပ်ရှင်စံချိန်တင်သွားတဲ့အဲ့လိုရေးတာအဲကျော်မျိုးမင်းတခေါင်းကတော့နော် အွန်လိုင်းဘက်ကသတင်းတွေကိုနေ့စဉ်သူဖတ်နေရတာဘာလို့လဲဆိုတော့အိမ်ထဲအမိမထွက်ရောက်လေဗျအိမ်ထဲအိမ်ထွက်ပြီးသတင်းပြီးတော့တော်လိုင်းဘက်ကရေးသမျှဟောက်ပဲပြန်ပြီးသူ့မှာကြော်သတင်းပြန်လုပ်နေရဘောကရောက်နေတာဆိုတော့ အဲ့ဒါကြတော့ JBI ရဲ့မြန်မာ press photo agency နော် JBI ရဲ့သတင်းဌာနနော် JBI ဆိုတဲ့ကောင်လေးဟိုနေရာမှာဖြိုးဝေဖြိုးဝေဖြိုးဝေဆိုကျွန်တော်ညီလေးတူခင်းနေတဲ့ကောင်လေးဖြိုးဝေနဲ့ထားညီလူဖြိုးဝေရတိုက်ပြီးတီးတာအေးမင်းသူကဟိုကယ်ရီဘူးတဲ့ကောင်မှညာဟောတွဲကောင်ထားပါတော့ကျွန်တော်သတင်းလောက်ကမှလိုက်လူဇလန်နေရှိတယ်ထားပါတော့အဲ့တော့ဝိုင်းကြီးကြတာပေါ့ဗျာဝိုင်းကြီးကြတော့ကျွန်တော်လည်းတနေ့တော့အားအသင့်သွားတာဟာကိုယုံလေးကတကယ်လူတယောက်မှမကြည့်ရလားဒီစကားကိုလူတယောက်မှမကြည့်ရလားကျွန်တော် တော်အားအသင့်သွားတာတယောက်မှမကြည့်ရလားနောက်တစ်ခုက တကယ်ပဲသူလူပြတော့ကတကယ်နားလာလားဘာလားဆိုသိကျွန်တော်အဲ့ဒါနဲ့ယုံလေးပေါ့မှွေတော့တူ Facebook ပဲမှွေကြည့်တော့ဗျမှွေရတော့ဒီနေ့လည်းကြာအောင်ယုံလေး Facebook ပဲတင်ထားတယ်ဟီဟီဟာလေးလုပ်ထားအောင်ဟောဟီဟီဟာလေးလုပ်ထားတယ်အဘာလဲဆိုတော့ဟီဟီဟာရောဒီဟာဒီဟာကျွန်တော်ပြမယ်သူ Facebook ပဲတင်ထားတယ်ခင်ဗျားမြင်ရလိမ့်မယ်တဒီဟာဒီဟာအဲဒါသူတင်ထားတယ်အဲဒီမှာကြောက်တော့ကြောက်တော့လင်းရောက်တော့ movie shop ရောယုံလေးကိုစောက်ဖို့ကျုံလေးကိုစောက်ဖို့အဲယုံလေးကိုစောက်ဖို့ ညောင်နေဆိုတဲ့ကောင်ကပြည်သူတို့တောက်လျှောက်ကိုစော်ကားနေနော်ဘယ်လိုပဲစော်ကားကဒီလိုကောင်မျိုးမှမရှင်းနိုင်ဘူးဆိုရင်တော့တော်လိုင်းရေးဘက်ကလူညံ့တယ်လို့ပဲပြောမှဖြစ်နေပြီကောင်တွေပါလွတ်လွတ်ထားလဲဆိုတာကတော့တော်လိုင်းရေးဘက်ကသူတွေဥပဒေကစဉ်းစားဖို့လိုတယ်ဒီလိုကောင်တကောင်တော့ကိုရှင်းပြလိုက်မှာဒီကောင်ဒီမှာအကြောက်တရားကိုဝင်သွားမှာလိုရတယ်နော်ကဲဘာဖြစ်လက်ရှိချိန်မှာကတော့ယုံလေးတကောင်ကတော့သူ့ရဲ့ကောင်ကိုသူ့မှလာရောက်မကြည့်ချသလိုသူ့ကိုလည်းဝိုင်းဝန်ပြီးတော့ ဖဲ့ကျင်ထားနဲ့ပတ်သက်ပြီးတော့ပောက်ခွဲပြီးတင်ခဲ့မယ်လေနောက်နေမှာတော့သူအကြံပေးပြီးတော့6800ဆအယောက်200လောက်ကိုခေါ်ပြီးတော့အုံပွဲဇက်တိုက်ပြခဲ့တာတွေ့ရပါတယ်အဲ6800ဆရောဒီနေ့ကို1000ပေးပြီးတော့အယောက်ကြည့်ရှုခိုင်းတဲ့ခါတချို့ဆိုလည်းကြည်တာကြည်တာဘာမှမသိပဲကြည်နေတဲ့သူတွေပါပါတယ်အဖိုးကြီးလည်းပါပါတယ်ဘွားကြီးလည်းပါတာတွေ့ရှိနေရပါတယ်အဲဘာဖြစ်သိန်း6000ကုန်ကြခံထားတဲ့ကားတစ်ခါကိုလူလူပြူစောထီးရဲ့အနေနဲ့ကတော့လုံးဝသိခါကြမခံဘူးဆိုပြီးတော့ရောက်1000ပေးပြီးတော့ရောက်200လောက်ကိုပေးပြီးတော့အုံပွဲ တည်ကြည်ပြခဲ့တယ်ဆိုတဲ့သတင်းကလည်းထွက်ပေါ်လာတယ်တွေ့ရှိနေရပါတယ်။ကဲဘာဖြစ်ပြီမောင်မင်းပြတာမပြတာအပိုင်းထားမင်းကိုပို့ရမှာတော့နောက်ဘဝဆိုတာကတော့တော်လိုင်းဘက်ကသူတွေအားလုံးလည်းတည်ထားဖို့လိုအပ်ပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့ဒေါက်တာဆဆဘာလို့ NUG ကနှုတ်ထွက်ခဲ့ရလဲပတ်သက်ပြီးတော့ဘောမရက်ွက်ကတော့ဒေါက်တာဆဆ NUG လုံခရံနဲ့ပတ်သက်ပြီး NUG ကိုပြစ်ပုံချပြီးပုံမပြောပြဆိုတာတွေ့ရှိရပါတယ်လက်ရှိချိန်မှာတော့ တော်လိုင်းရေးကသူတွေနဲ့အန်ယူဂျီနဲ့ကိုတွေးခွက်နေတယ်အများကြီးရှိတယ်ဆိုတာလည်းသိထားဖို့လိုအပ်ပါတယ်အဲ့ဒီဂျီအားနဲ့ကျွန်တော်ဟိုတယ်တဲ့လုံပြောပေမဲ့လည်းတကယ်တော့ဆိုတော့တော်ဖာရေးကနေပြီးမှအဲပို့ဖို့တော့ခီအောင်ဖို့ကျွန်တော်ကအန်ယူဂျီကနေပြီးမှနော်ကျွန်တော်အနာယူပါချစ်ဖြစ်တယ်တော်လိုက်တဲ့မှာကျွန်တော်တို့တရားမှတရားလွတ်နိုင်ဖို့လုံးဟာတိုင်းတာအရေးကြီးတယ်အန်ယူဂျီဟာလည်း reform process တွေ ਨੇ ပြတွားနေတာရှိတယ်ကျွန်တော်တမလားကြီးရောဝရှုကြီးနဲ့ကျွန်တော်တို့တော့ဥက္ကဋ္ဌအဆရာကြီးဥက္ကဋ္ဌပေါ့နော်ကျွန်တော်တို့တို့ရောက်လဲကျွန်တော်ကိုတယူပြီးဒီဩဂတ်စလမကိုခီမှာကျွန်တော်ကိုအကြောင်းချပြီးဒီ reform နဲ့ပတ်သက်ပြီးမှကျွန်တော်ဝစီဌာနတွေဟာလဲ dissolve လုပ်မဲ့နေရာမှာပါတယ်လို့ကျွန်တော်ကိုတယူပြီးပြောပြီးဆိုတော့ကျွန်တော်ဖက်ကလဲကျွန်တော်တမလားကြီးနဲ့အဝရှုကြီးနဲ့ခုနလိုတွေ့တော့ဥက္ကဋ္ဌ ်တော့ဒီကျွန်တော်ဆရာပေချုပ်ထောက်ကပြောပြီးသူတို့အနေနဲ့လည်းကျွန်တော်မှာ energy မှာတော့ကျွန်တော်ကဆက်လက်ပြီးမှပါဝင်နိုင်မှာမဟုတ်တော့ချောက်ကိုအရင်မှလည်းကျွန်တော်လည်းသူတို့ကိုပြောလာပြီးဖြစ်တယ်ဆိုတော့အခုတော့ပြောပြောချင်တာကတော့ဒီ initiative တို့ပေါ့ institute institution တို့ကိုဆရာကိုကကျွန်တော် energy မှာဆက်လက်ရှိနေမယ်ဆိုတော့ဒါဖွဲလို့မဖြစ်တဲ့ဥစ္စာတွေလည်းဖြစ်လာတာပေါ့နော်အကအသားတွေလည်းများတယ်သူတို့ဘက်ကပါ ဒီ foreign governance တွေထားနေပြီးမှာကျွန်တော်တို့ဒီဥစ္စာကလွတ်လပ်တဲ့ဥစ္စာဖြစ်ဖို့လို့ရတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဒေါ်လာကြီးရဲ့လောအချက်အရာအဲ့ဒါကိုလုပ်တာဖြစ်တယ်ဒေါ်လာကြီးပို့ပြီးတော့ထိရောက်သွားအောင်ကျွန်တော်လုပ်ရချင်ဖြစ်တယ်အခုကအခုနောက်လို့ပေါ့နော်ဒီ NUG မှာကျွန်တော်ဆက်လက်မရှိတော့ချီအဖြစ်လွတ်လပ်သွားတယ် independent ဖြစ်သွားတယ်နော်ပို့ပြီးတော့ကျွန်တော်ဒီ initiative တွေကိုကျွန်တော်က เนาะอติยมัตยาอายุสั้นมาสรุปรู้รู้ยากกว่าเราอีกแค่ก็ပြောมาเลยสิดีเอลูซีก็เนี่ยที่มาเอ่อအဲထွေရရှိတယ်တဖက်ကပြောမယ်ဆိုရောအခုနအင်နရှီတီတုတ်ခုမှာကျွန်တော်ကိုတိုင်ခေါဆောင်နေမှာအဲ့ဒါကို loot platform ဆိုတော့ people's platform လို့ခေါ်တယ် platform တုတ်ခုကိုကျွန်တော်အဲ loot အတွက်ကိုတည်ပြတဲ့ကဖြစ်တယ်အဲ့ဒီလာချောက်တော့ပေါ့အဲ့ဒါမှကျွန်တော်ကအပြိအဝပုံမှာအဲ့ဒါမှခေါဆောင်နိုင်ဖို့ဆိုပြီးမှကျွန်တော်က အခုလာလို့ပေါ့နော်ဒေါ်လာရေးကိုမျက်နှာမူပြီးမှတာကျွန်တော်လောကချစ်ဖြစ်တဲ့ဒေါ်လာရေးကိုဒီထက်မကချီအောင်လို့ရှိချင်လို့ဒေါ်လာရေးအောင်မီရအတွက်အခုက resource ကရေးစုဖြစ်တယ်အခုနောက်ပြောတော့အလူခါလေးမှဒေါ်လာရေးကိုဆက်လို့မရပါဘူးအခုကလူထုဆိုရင်လည်း fatic donor fatic ဖြစ်လာဆိုတဲ့အခါမှာကျွန်တော်ကဒီ entity တခုမရှိဘူးဆိုရင်တော့ resource ကရမှာမဟုတ်တော့ဒါကြောင့်မလို့ကျွန်တော်ကဒေါ်လာရေး select ကိုကျွန်တော်ကအမြတ်ဆုံးအောင်မီနဲ့ဖွင့်ရအတွက် အခုနောက်တော့ကျွန်တော်က new initiative ကိုတွားဖွေရအတွက်เนาะ energy ကနေဒီမှာကျွန်တော်ထုတ်ထွက်ရချင်ဖြစ်တယ်။တစ်ဖက်ကပြောမယ်ဆိုလည်းဒီလိုဖက်က reform process ကတော့အဲသူတို့ဆက်သွားနေတယ်အဲတာဝစီတဲ့လူတွေဖက်ကနေပြထားတဲ့တာကိုလူထုကိုဖွင့်လင်းမိသားစွာပေါ့เนาะ transparency နဲ့ accountability ကြားကြားနဲ့သူတို့ကအဲဒီ reform process ကိုလည်းခြားပြားလေးနဲ့လို့ကျွန်တော်ယူကြည်ပါတယ်။သူတို့ဖက်ကလည်းအတာကိုလည်းအခြေစားတဲ့အခါမှာပေါ့เนาะ သူတို့အာ reform နဲ့ပတ်သက်ပြီးမှ transparency ရှိရှိနဲ့အာ accountability ရှိရှိနဲ့သူတို့ချပြပါလိမ့်မယ်လို့ဖြစ်ပါတယ်ကျွန်တော်ဖက်ကတော့ခုနလို့ initiative တုတ်ခုခုန institution တုတ်ခုကဒေါ်လာကြီးရဲ့လို့အချက်အတွက်အရာကိုရေးချေသွားကြည့်တော့ကျွန်တော်ဒီလို agency ကနှုတ်ထွက်ပြီးမှအခုက initiative တုတ်ခုကိုအပိအဝလုပ်နိုင်ဖို့ကျွန်တော်အဲထွက်ရရှိဖြစ်တယ်ပြီးမှတစ်ဖက်ကပြောမယ်ဆိုပြီးတော့ အမေရိကပြည်ထောင်စုမှာလည်းဒီအခုနအဲအစ်စတီစတိုကိုပို့ထောက်ပဲဒါဟောက်ဘူတီရသွားပြီအမေရိကအစိုးရက regulate လုပ်တဲ့အဖွဲ့အစည်းတွေ institution ဖြစ်လာတယ်ဒါလည်းအင်မတမှန်ရရှိတယ်အစိုးရတစ်ခုကအတိမတ်ပြုပြီးမှ regulate လုပ်မဲ့အဖွဲ့အစည်းတစ်ခုကိုဆိုတော့အောင်မီစွာမှတ်ဘူတီရရဆိုတာဟာလည်းတော့ဟာကြီးရဲ့တော့အောင်မီဘူတစ်ခုပဲဒါကအကောင့်လည်းရပြီဘုန်းကြီးတူပါလားအဲ NUG ပြည်ပြည်စီရပြည်ပြည် NUCC နဲ့ ဒေါ်လာရရှိဒီအနေနဲ့ကတော့အမေရိကန်မှာတကြွေဘာအောက်တော့ဖွင့်လို့မရဘူးတစ်ဖက်ကပြောမယ်ဆိုရင် legal entity နဲ့ရပ်ကြလို့မရတဲ့အခါမှာကျွန်တို့ကခုန initiative ဒုက္ခနဲ့ institute ခုသူရှိဒုက္ခနဲ့ကွာဒီမှာ legal entity နဲ့ရပ်ကြည့်ပြနေတယ်ဆိုတာဒေါ်လာကိုအများကြီးအကျိုးပြုလာမှာဖြစ်တယ်ဆိုတော့အမေရိကန်ပြည်ထောင်စုမှာ institute ဒုက္ခကိုထောင်တဲ့အတိုင်းပဲကျွန်တော်တို့ကလည်း UK မှာလည်းကျွန်တော်တို့လာမယ့်အပတ်မှာတော့မှာဖြစ်တယ် UK မှာလည်း ဒီ institution ကိုထောက်ပါခင်ဗျာ UK ဆိုရတဲ့ချစ်စဲပေါ်အိမ်မတားမှအရေးကြီးတယ်။ Tony to be Australia နိုင်ငံမှာလည်းဒီ institution ကိုထောက်ဖို့အရေးကြီးတယ်။ Tony to be Europe တိုက်တနေရာမှာလည်းဥပမာ Germany တို့မဟုတ် France မှာလည်းထောက်ဖို့အရေးကြီးတယ်။ဥပမာ Japan တို့တောင်ကိုရီးယားတို့ကအစပေါ့။နောက်ဆုံးမှာဆိုရင် India တို့ Bangladesh နဲ့ Thailand နိုင်ငံတို့မှာတောင်မှဒီလို institution များလို့အကူလို့အားရစွာကျွန်တော်တို့တော့ဒီ principle ပြီးတော့ပြောလို့ရတယ်။ဆိုတော့ဒါကတော့ global movement တစ်ခုဖြစ်လာမှာပေါ့။ အမေရိကပြည်ထောင်စုတစ်ခုထက်မဟုတ်မြန်မာနိုင်ငံအတွက်အခုကဒေါ်လာရဲ့ကာလပဲရှိသေးတယ်ဒေါ်လာရဲ့ကာလပြီးသွားရင်တော့ဒီဆောင်ရဲ့ကာလလာတော့ဒီဆောင်ရဲ့ကာလအတွက်ဆိုတော့ဒီ institution တစ်ခုမှလည်းအဲ့ဒါအတွက်တောင်မှပို့ပြီးတော့ကိုယူစားကပို့ပြီးတော့အရေးကြီးလာမှာဖြစ်တယ်ဒါကြောင့်မလို့ဒါဟာတော့ကျွန်တော် strategy ကိုတကယ် long term ကိုကြည့်ပြီးမှဒေါ်လာရဲ့ကာလအတွက်တော့လောက်ဒီဆောင်ရဲ့ကာလအတွက်တော့လောက်လို့အားရှိကိုကြည့်မှဆိုတော့တော်တာဖြစ်တယ်အဲ့လိုအဲ့လိုပြောစီပါတယ် ။ energy ကတော့ကျွန်တော်တို့ရဲ့ဒေါ်လာရေးအဆိုရဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်။ကျွန်တော်တို့ goal ကိုခက်ခဲတယ်ကြော်ဖြတ်ခဲ့ရတယ်။အင်းအဲကျွန်တော် energy မှာကျွန်တော်လုပ်ဖို့ကခက်တဲ့ goal ကိုလည်းကျွန်တော်ကြည့်ဦးတည်ချောင်းအ publicly ပြောပြောချင်တာပေါ့နော်။အဲကျွန်တော်တွေးချူနေမြန်ရခက်တယ်။အဲဒီမှာကျွန်တော်တို့လည်းခုနလိုပေါ့ဒါခက်ခဲဆိုတာကတော့ဘဝမှာအများကြီးတော့ရှိတာပေါ့နော်အဲစိတ်ကူးမှုတော့အများကြီးတော့ရှိတာပေါ့ဒါပေမဲ့လည်းကျွန်တော်ဒီမှာဆိုပြီးတော့ energy မှာ ကျွန်တော်ရဲ့လုပ်ပေါ်ကိုင်ဖက်တွေကိုလို့ကတော့ပိစမှုတွေတော်တော်ကြီးမားချတယ်တချို့လူတွေဆိုတော့တော်တော်များများထောင်နေတော့ဘယ်နည်းလဲတော့ထောင်ချပြီးမှတော့ကျွန်တော်ဒါကိုလို့တို့ရဲ့အာရေဖြစ်တာတွေကိုနားထောင်တဲ့အခါမှာကျွန်တော်တော့ခါနေနေကြတယ်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်အခုကတော့တော်မာကြီးရဲ့ပိတ်ထားချက်ဓမ္မရဲ့ပိတ်ချက်တော့ကောကိုတော့အတိုက်အတန်တစ်ခုထိတော့ကျွန်တော်ကတည်ဆောင်လာခဲ့တယ်အခုကတော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ အဲ NUG နဲ့ကျွန်တော်ဟိုကွဲသွားတယ်ဆိုတော့ဟိုလောက်ရမှာမဟုတ်ဘူးလောက်ရမှာမဟုတ်ဘူးကျွန်တော်ဒီပိုအားကောင်းသွားအောင်ဒေါ်လိုက်ပိုအားကောင်းသွားအောင်ဒေါ်လိုက်ပိုထိရောက်သွားအောင်ကျွန်တော်လုပ်နိုင်တဲ့အပိုင်ကနေပြီးမှကျွန်တော်ကအခုဒီ institution တုတ်ခုကိုပြင်မှာကျွန်တော်အဲ network အကြီးကြီးရှိပြီးသားရှိတယ်အဲ့ဒီကိုရဲ့ပိုလို့ကိုအဲ့မှာထည့်လို့ရအောင်ပေါ့နော်ကျွန်တော် institution တုတ်ခုမှာအဲ့လိုမကောင်းဆောင်မှုဆိုရတော့ကျွန်တော်တို့မှာရှိပြီးသားဖြစ်တဲ့ เนาะဒီအရာအကိုလို့ကတော့ဒီတော့ဘာရဲ့အတွက်အကျိုးအကိုလို့ဖြစ်ဖို့ကအရာခက်တယ်ဒါကြောင့်မလို့ဒီလေးနေငါးနေဒီပအထိ energy နဲ့တွဲပြီးမှကျွန်တော်လာခဲ့တဲ့အခါမှာဟိုကျွန်တော်မှကိုယ်လည်းအများကြီးခွာတွေပြေးခဲ့တယ်အတွေ့အကြုံတွေလည်းအများပြေးခဲ့တယ်အဲ့ဒီလေးနေငါးနေအတူတူကမလို့ပဲနဲ့ခုန institution တို့ခုမှလည်း follow လာမှာမဟုတ်ဒီအတွေ့အကြုံတွေရတယ်လိုအပ်ချက်အရာတော့ဘာလဲကိုမျက်နှာမြင်မှာရှိတဲ့အခါမှာဩ ဒါတော့ခုနဒါလိုအလာပြီဆိုရင်မှဒေါ်လာရဲ့ကိုမျက်နှာမူတယ်ဒေါ်လာပြည်သူတွေကိုမျက်နှာမူတယ်ဒါကြောင့်မလို့ခုကကျွန်တော်အဲ့လိုအဲတော့ဒီဖြစ်လာစီဖြစ်တယ်ဆိုတော့ဘလို့ပဲဖြစ်ဖြစ် NUC ဟာလည်းကျွန်တော်တကယ့်ကိုကလိုအပ်နေတဲ့အာနော်ပြုပြပြောင်းလဲမှုကိုလုပ်နေပါတယ်ကျွန်တော်အနေနဲ့ကတော့ဒီပြုပြပြောင်းလဲရေးပေါ့ reform ကိုလုပ်တဲ့အခါမှာဒေါ်လာရဲ့ကိုအားကောင်းစေတဲ့ reform ဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်နော်ဒေါ်လာရဲ့ကိုအားကောင်းစေရမှာပါ ါဒါတော့ကျွန်တော်လူတိုက်မှာအားနည်းချက်တွေတော့အများကြီးရှိကြတာဘောနော်ကျွန်တော်မှလည်းအားနည်းချက်ကိုပြောမယ်ဆိုကျွန်တော်မှအများကြီးရှိမယ်အဲတစ်ခါကပြောမယ်ဆိုတော့ကျွန်တော်ဒီ energy မှာတော့ကျွန်တော်ရဲ့စာတာအတိုက်ချက်တော့လူမှနေရာမှာပို့ဖြစ်ဖို့တော့ကျွန်တော်ကတော့စာတာပြပါတယ်။နောက်လူမှနေရာမှာလို့ပြောတဲ့အခါမှာအခုနလိုပေါ့နော်။ဥမာကျွန်တော်ဒီအဲကျွန်တော်ဥမာပေါ့ကျွန်တော်လူမှနေရာမှာလို့ပြောမယ်ဆိုတော့ဒီမှာပို့ပြတာ capacity ရှိတဲ့လူတွေကိုလည်း တော့နေရာလေးပေးတာတော့ဥမာပေါ့နော်အခုလာဆိုရင်တော့ကျွန်တော်ဥမာအဲဒီကျွန်တော်အာအာဝစ်ချုပ်ကြည့်နေတဲ့ဆွေလည်းနိုင်ငံတကာဝစ်ချုပ်နေတဲ့တွေးနိုင်မဲ့အခွင့်အရေးတွေပေါ့နော်ဒါတွေကိုကျွန်တော်ဆွတောက်ပေးပါတယ်ကျွန်တော်ဓမ္မရဆိုရင်နိုင်ငံတကာဓမ္မရတွေပေါ့နော်เนี่ยတွေးနိုင်တဲ့အခွင့်အရေးတွေပေါ့ဖြစ်လာနိုင်ဖို့ပေါ့အဲ့လိုねကျွန်တော်ကမလုံးနိုင်ဘူးဆိုတော့လည်းဒါအရာကိုကတော့ online စိတ်တယ်ပေါ့ခဲ့တယ်ဆိုနေတူပဲကျွန်တော်ရဲ့အာတော့ဖွဲ့တော်ဥက္ကဋ္ဌ ်ဆရာကြီးချုပ်ကထားလို့ဆိုရင်လည်းနိုင်ငံတကာကလွှတ်တော်ဥက္ကဋ္ဌကိုတိုက်ကိုသူကတခါခေါင်းမှာတွေးနိုင်တဲ့ဖြစ်ပေါ့အဲ့လိုမှမဟုတ်ရတော့ကျွန်တော်ဟာဒီဒေါ်ဟာကြီးကိုချိဆက်တဲ့အခါမှာတော့တော်တော်ကိုကခက်ရှိမယ်ဒါမျိုးရအောင်မဒီမတို့ရဲ့အကြောင်းအရာလေးကတော့တော်တော်ဆာဆာအန်ရဲ့နှုတ်ထွက်သားကြီးဖြစ်ပေမဲ့လည်းခြားတစ်ဖက်မှာသူရဲ့လှုပ်ဆောင်မဲ့အရာတွေနဲ့ချင်းလူငယ်တွေပညာတတ်လူငယ်တွေဆိုပြီးတော့ဖွဲ့စည်းတစ်ခုဖွဲ့စည်းပြီးတော့စတင်လှုပ်ဆောင်မှတွေ့ရပါတယ်။ဒါဆာဆာရဲ့ပထမခြေနံတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဖြစ် တော်လိုင်းရဲ့ရည်ရွယ်ချက်ပြုနေတာဖြစ်တယ်ပဲလမ်းကပဲရှောက်ရှောက်ကျွန်တော်တို့အားလုံးအားပေးရမှာတော့အားမဖြစ်ပါနဲ့တော်လိုင်းမျိုးတွေအားလုံးပဲဒီဗီဒီယိုနဲ့ပဲဆုံးသတ်တယ်ပါတယ်နောက်ထပ်ဗီဒီယိုမှာတော့အားလုံးတင်တလာပြည့်ကျွန်တော်ရဲ့ကိုကြက်ဒရိုးရင်း channel လေးကို Lion Scramble နဲ့ Scrappy Pia ခွန်တဲ့ခြင်းမြတ်လာမြတ်ဗီဒီယိုနဲ့တင်တဲ့အားလုံး issue နားဆင်ရဖြစ်ပါတယ်တော်လိုင်းမျိုးတွေအားလုံးပဲဒီ channel လေးမှာကတော့မနေ့ဆက်တနိုင်ွယ်သတင်းနဲ့ည7နိုင်ွယ်သတင်းဒီနေ့ကိုနှစ်ချိန်တပြပြမှာဖြစ်တဲ့ကျွန်တော်မျိုးတွေအားလုံးပဲအားရောက် issue အားပေးကြဖို့ဒီမှာဖိတ်ခေါ်နေတယ်ပဲတော်လိုင်းရဲ့စုံထိအကျူရှေ့ဆက်လျှောက်ကြပါဘူးဗျာတော်လိုင်းမျိုးတွေအားလုံးပဲ ဘဝပေးနဲ့မေးပေးတယ်မှာများသောကြီးမွေးကြပါစေလို့ထပ်မံတောင်းဆိုပြင်နေပဲဒီနေ့မနက်ပြီးတော့လည်းအဆုံးသတ်လိုက်ပါတယ်။စုံနေရှိပေးတဲ့ဒုက္ခရှင်တိုင်းတို့ဒုပဲယေရှုတင်ရှိပါတယ်ဗျာ။